ဇွန်လ20ရက်နေ့ကိုအပြစ်တို့ကိုဗောပြတောင်းပန်လင်းငါတို့အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနှင့်ဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏ရှင်ယောဟန်ဩဝါဒစာပရမစာကောင်အခန်းကြီး1အခန်းငယ်19အိမ်တော်ကြီးတို့တွင်အိမ်တော်ဘက်တူအနေဖြင့်အတိတ်မှ ဆိုးဝါးသောအပြစ်များကိုမှတ်မိမှတ်သားထားလျင်ယေရှုတည်မြဲသောအိမ်တော်တစ်ခုဖြစ်မည်မဟုတ်ပေ။ ရဲ့လူငယ်လူရွယ်များအနေဖြင့်ပျော်ရွှင်ကြည်နူးပဲကောင်းသောအိမ်တော်တစ်ခုသည်လက်ရှိပြစ်ဆုံးပံမြင်တာမကအတိတ်ပေါ်လည်းမိကိုသည်ဟုသိရှိနားလည်ထားလျင်ဒီစုံတစ်ယောက်နှင့်ဖြစ်စီညီသူနှင့်မဆိုဖြစ်စီကျူးကျူးလွန်လွန်မှောက်မှားပော့ပော့တန်တန်နေထိုင်ရင်မဟုတ်ပေအိမ်တော်ရင်းများစွာဖြုတ်ခွဲရခြင်းမှာအတိတ်ကအဖြစ်များကိုဝန်ခံခြင်းထက်သိရှိခြင်းရလက်ဖြစ်ပါတယ်ကျွန်တော်အနေဖြင့်မိမိအဖြစ်အားနည်းချက်ကိုအိမ်တော်ဘက်တူကဖွင့်ဟပြောဆိုခြင်းသည် မတင့်တော်သလို မတိုက်တွန်းလိုပဲကျွန်တော်ကြုံမှုသည့်အခြေအနေတော်တော်များများတွင်ဤသို့သောဖွင့်ဟဝန်ခံမှုများ၏နောက်ဆက်တွဲကြောင့်ဖြစ်ပါတယ်ဖြစ်တဲ့ဒီမှာမိမိ၏အတိတ်အပြစ်များကိုဖျားသခင်တန်းဝင်ချတောင်းပန်ပြီးအဋ္ဌံပြူထားသည့်အိမ်တော်ကိုတစ္ဆာရှိရန်နှင့်လက်ရှိတွင်ဖြူစင်တန်ရှင်းစွာဖြင့်နေထိုင်သွားရန်ဖြစ်ပါတယ်ယနေ့တွင်ဆုတောင်းခြင်းဖျားသခင်ရဲ့အတိတ်ကိုခွင့်လွှတ်ခြင်းနှင့်မေလျော့ခြင်းတို့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်မိမိတို့လာတူလှုပ်ဆောင်နိုင်မှု ကုညီမဆတော်မူပါ အာမင်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါရခင်ဗျာနောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါရနောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ